မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ဘလူးကျွန်းကမာမိုကျေးရွာဖျားပွဲမှာထဲသွင်းကျင်းပတဲ့မွန်ရိုးရွာလှဲရင်ကျေးမှုပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်တဲ့လှဲရည်အတွက်ရခင်နှစ်ထပ်များပြားခဲ့ပြီးလှဲရည်အတွက်ခုနှစ်စီးအထိရှိလာကြောင်းသိရပါသည်။ဧပြီလ22ရက်နေ့ညနေပိုင်းချိန်ကကမာမိုကျေးရွာမှာကျင်းပပြုလုပ်ခဲ့တဲ့အဆိုပါမွန်ရိုးရွာလှဲရင်ကျေးမှုပြိုင်ပွဲတွင်ပြိုင်ပွဲဝင်လှဲရည်အတွက်ခုနှစ်စီးအထိရှိလာတဲ့အပြင်အလားပြလှဲရင်တစ်စီးလည်းပါဝင်ပြသခဲ့ကြောင်းကမာမိုကျေးရွာမှာမွန်ရိုးရွာလှဲ ဲရင်ကျေးမှုပြိုင်ပွဲကျမရေးကော်မတီဝင်တဦးကပြောကြားပါတယ်။အရင်နှစ်တွေတော့ပြိုင်ပွဲဝင်လှဲတွေက၃လစီပဲရှိခဲ့ပေမယ့်အခုနှစ်မှာတော့ပြိုင်ပွဲဝင်လှဲတွေ9စီအထိရှိလာတဲ့အတွက်အရင်နှစ်တွေထက်ပိုများလာပါတယ်။လာမယ့်နှစ်တွေမှာလည်းဒီထက်ပိုများတဲ့အရေးတွေဖြစ်လာအောင်စက်ကြိုးစားပါမယ်လို့၎င်းကဆက်လက်ပြောကြားပါတယ်။ ကိုဗစ်ကာလမတိုင်ခင်ကာလများကလဲပြန်ပွဲများတွင်လဲရင်ရှစ်စီကိုစည်းကန့်အထိရှိခဲ့ကြောင်းနဲ့၎င်းနောက်ပိုင်းနှစ်များတွင်ပြိုင်ပွဲဝင်လဲရည်အတွက်ရောကြသွားပေမဲ့လည်းယခုနှစ်မှသာပြိုင်ပွဲဝင်လဲရည်အတွက် ပြန်လည်ပြပြလာခြင်းဖြစ်ကြောင်း၎င်းကဆိုပါသည် အဆိုပါမွန်ရိုးရလှရင်ကျေးမှုပြန်ဝဲမှာဝင်းရောက်ရှိမဲတဲ့လှရင်များအနေနဲ့တက်ဆိုင်ရာစုရက်မှကမာမိုးကျေးရွာတောင်ပိုင်းရှိဝင်းလဲညီနောင်ဆူတောင်းပြည်စီတီတော်သို့လှရင်ဖြစ်တော်ရောက်ကဖျားဖူးမြော်ပြီးရဲ့နောက်ကမာမိုးကျေးရွာအလဲပိုင်းရှိဖျားပွဲကျေးမရာကိုရင်တွင်းသို့မောင်းနေလာရကြောင်းနဲ့လမ်းတစ်လျှောက်ရှိအမှတ်ပေးဖွဲများမှလည်းအကဲဖြတ်အမှတ်ပေးကြကြောင်းသိရပါသည်။ မွန်ရိုးရာရင်ကျဲမှုတလေးတစ်ခုလည်းဖြစ်တဲ့မွန်ရိုးရာလက်ရင်ကျဲမှုပြန်ပွဲကို1985ခုနှစ်ကစတင်ကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့ဘလူးကျွန်းမှာရှိတဲ့ရွာဖျားပွဲများမှာဖျားဖူးတဲ့အခါနွားလေးဖြင့်ဖျားဖူးကြတဲ့ရိုးရာတလေးထုံးစံတစ်ခုကိုနောက်ပိုင်းလူများသိရှိနိုင်ရန်ရည်ရွယ်ချက်ဖြင့်မွန်ရိုးရာလက်ရင်ကျဲမှုပြန်ပွဲအားကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းကမာမိုကျေးရွာဒေသခံတို့ကပြောကြားပါသည်။၎င်းကဆက်လက်ပြီးအခုခေတ်ကနွားတွေဆိုရင်လေမွေးမြူရေးနွားတွေလောက်ပဲရှိတော့တယ်။ လဲရီဆိုရင်လဲဖျားပေါ်ရောက်ဆတ်တော့ဆိုင်တွေရောက်လဲဘိန်းတွေဆိုရင်လဲနိုင်ငံသားထိပါရက်ကုန်ကြပြီလေဒီအချိန်ဒီခါမှာကလဲနဲ့နွားနဲ့လုံဆောင်ရတဲ့လေယာဉ်လုပ်ငန်းခွင်ကလည်းတော်တော်လေးကိုလည်းအားနေသွားပါပြီဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကနွားတွေလဲတွေရှိနေသေးတော့ဒီကမာမိုးရွာမှာမွန်ရိုးရွာနွားလဲရင်ကျင်းမှုအလှပြိုင်ပွဲကိုမဖြစ်ဖြစ်အောင်လုံဆောင်သွားဖို့စူးစမ်းသွားမှာပါလို့ပြောကြပါတယ် ရခိုင်ကဘလူးကျွန်း64ရွာဖျားပွဲလိုလူတိများထင်ရှားခဲ့တဲ့ချောင်းဆောင်မျိုးနဲ့ဘလူးကျွန်းအတွင်းရှိကျေးရွာများရဲ့ဖျားပွဲများအောင်မဟာသကြံဂျိုနေမစတင်ကမြန်မာနှစ်ဆန်း၁၀ရက်ထိကျင်းပပြုလုပ်ကြလိမ့်ရှိကြောင်းနဲ့အဆိုပါကျေးရွာဖျားပွဲများအတွင်ကမာမိုကျေးရွာဖျားပွဲမှာထည့်သွင်းကျင်းပလိမ့်ရှိပါတယ်ကမာမိုကျေးရွာဖျားပွဲမှာထဲသွင်းကျင်းပလေးရှိတဲ့မွန်ရိုးရလှည့်ရင်ကျင်းမှုပြိုင်ပွဲမှာလည်းထင်ရှားတဲ့ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းသိရပါတယ်